ားလုံးပဲမင်္ဂလာပါ special for boa နေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဗီဒီယိုမလောက်တာလဲနှစ်ပတ်ကျော်ကြာသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့မင်းညာကန်သွားတဲ့ premier league ပွဲစဉ်တွေဟိုနေရာနေမှာအသင်းကြီးသုံးတင်ဖြစ်တဲ့ man city chelsea arsenal တို့ရဲ့ပွဲစဉ်ကိုကျွန်တော်အနေနဲ့သုံးသပ်ပေးပြရစီပထမအဆုံးအနေနဲ့ chelsea အသင်းရဲ့ပွဲစဉ်ကပွဲ chelsea အသင်းနဲ့ nottingham forest တို့ရဲ့ပွဲစဉ်ကိုကျွန်တော်အနေနဲ့ကျွန်တော်အမြင်ကိုအနည်းငယ် သုံးသပ်ပြရပြီပထမအဦးဆုံးဘာတုံးဆိုတော့ Nottingham Forest အနေနဲ့ Chelsea အသင်းကိုသူတို့အသင်းအနေနဲ့9 3နှစ်ကစားခွင့်နဲ့ပွဲထွက်ခဲ့ပြီ Chelsea အသင်းကတော့6 5 1ပုံစံနဲ့ပဲပွဲထွက်ခဲ့တယ် Chelsea အသင်းကတော့ Malugo Stone နဲ့ Residence ကိုကွင်းလယ်မှာတလဲစီဝင်ကစားခိုင်းပြီးတစ်ဖက်ကကူကူရယ်လာဘက်ကလည်းအဲကူစတိုကူကူရယ်လာတို့အဲ့လိုမျိုး change ဆော်တယ်ပေါ့ဗျာကူစတိုကတော့ကိုဘက်တောင်မှရောက်သွားလိုက်ကွင်းလယ်ရောက်သွားလိုက်ဒီဘက်တောင်မှရောက်သွားလိုက်ကွင်းလယ်ရောက်သွားလိုက်အဲ့လိုမျိုးကစားရတယ်ပေါ့ ကွင်းလဲမှာဆိုရင်တော့အရင်အလာဗီယာတို့ လာဗီယာဂါနာချိုလာဗီယာဂါနာချိုနောက်ပြီးတော့အန်ရီဆန်တို့နဲ့တဖက်ကပက်ထရိုနက်တို့ကိုပွဲထွက်လာပြီးတော့အထောင်တိုက်စစ်ကစားသမားကတော့ဂျာအူပက်ထရိုကိုပဲပွဲထွက်လာခဲ့ပေါ့ဒီပထမပိုင်းနေထားမှာဆိုရင်တော့နော်တင်ဟမ်ဖောရက်အသင်းကချဲစီအသင်းကို900နိုင်မဲ့နေထားပြီးရရှိခဲ့တယ်ကေဘွိုင်းဆိုရင်နှလုံးသုံးနှလုံးသုံးလုံးလောက်ကိုရရှိခဲ့ပေါ့အဲသူ့အနေနဲ့အဲ ဘယ်လိုပြောရမလဲကေဘွားအနေနဲ့အဆုံးသတ်မသေးကြခဲ့တဲ့အတွက်ကြောင့်မလို့ Chelsea အသင်းကိုဦးဆောင်ဖို့စောစောစီစီမရခဲ့တာသူတို့ Nottingham Forest အသင်းအနေနဲ့ကျွန်တော်တို့ Chelsea အသင်းကိုအာဂိုးဂိုးရင်နှစ်ဂိုးလောက်တောင်ပြက်သွားတင်တယ်ဗျအဲကွင်းနေကစားသမား Anderson and Anderson တို့အားတို့အဲကစားသမားတွေကလည်းတော်တော်လေးကိုကောင်းတဲ့အထက်မှာပါဗျဒါပေမဲ့လေအဲ Nottingham Forest အသင်းရဲ့ကွင်းလေက Sigara နဲ့ ဒေါဂလဒေါဂလရူဝဲကအန်ဒါဆန်နဲ့အန်အန်ရီအဲ့ကစားသမားနေရနေရာထက်နေရဗျာနေရာထက်နေတဲ့ကြောင့်လို့ဒေါဂလလူဝဲကတော့တိတ်ပြီးတော့ခြေစမ်းမပေါ်ဘူးခြေစီတင်ကတော့ပထမပိုင်းမှာလုံးဝလာဗီယာအနေနဲ့ဆိုရင်တော့နည်းနည်းလေးတော့ကိုက်ကိုက်စီတို့မိဖို့အတွက်တော်တော်ကြီးကိုလိုတဲ့လာဗီယာအနေနဲ့ဆိုရင် ူဘာလို့လုံးဆိုလာဗီယာအနေနဲ့သူဝင်စားတဲ့ချိန်တွေမှာ Chelsea အသင်းရဲ့ Queen Lea တော်တော်လေးကိုဝီးဖြစ်ခဲ့တယ်။နောက်ပြီးတော့ Andre Santo အနေနဲ့လည်းလာဗီယာနဲ့ Andre Santo ကတိတ်ပြီးတော့ပွဲရတွင်းမှာတိတ်တွဲလေတွဲထားရှိတဲ့ကစားသမားနေဟောင်းမဟုတ်တဲ့အတွက်ကြောင့်မလို့ Chelsea အသင်းရဲ့ပထမပိုင်း Queen Lea ကတော့တော်တော်လေးကိုဆုတ်ပြတ်ခဲ့ပြီးတော့အဲ Nottingham Forest ကောင်တာတမန်တိုက်စင်းနဲ့ဆော့ကျင်တဲ့အသင်းကအဲတမန်တိုက်စင်းနဲ့မဆော့ဘဲနဲ့သူအနေနဲ့ Chelsea အသင်းကိုတောင်ဖိကစားထားတယ်ပေါ့ Chelsea အသင်းကတော့ပထမပိုင်းမှာ ော်တော်လေးကိုချင်းနေစိုးွားခဲ့တာကိုလည်းတွေ့ရချာဟုတ်ဘတ်ထိုးဆိုရင်ကိုအမ်နော်ဒန်ဖော်ရက်အသင်းရဲ့နောက်နောက်ခံကစားသမားတွေဖြစ်တဲ့မီလန်ကိုဗစ်မူရာဒိုမူရီလိုတို့ရဲ့၃ယောက်လုံးဝသူတို့ရဲ့ဘယ်လိုပြောရမလဲလုံးဝ physical ဘိုင်းမှာတော်တော်ကြီးကိုကောင်းနေဗျာအဲ့လိုမျိုးခန္ဓာကိုကြံ့ခိုင်မှုဘိုင်းခန္ဓာကိုဖွဲ့စည်းပုံတည်ဆောက်မှုအရာဟောဆိုရင်ဂျာဟုတ်ဘတ်ထိုးအနေနဲ့ ဲ့ Nordian Forest အသင်းရဲ့ center back ၃ယောက်ကိုဘလို့မှကိုထုတ်ဖောက်ဖို့ကတော့မလွယ်ဘူးဒါပေမဲ့လည်းအမ် Chelsea တင်းကတော့ဒီနေ့ပွဲမှာနိုင်သွားတယ်အဲ့ဒါနောက်ဒီထပ်ပြောပြမယ်ပထမပိုင်းမှာဆိုရင် Nordian Forest အနေနဲ့ကျွန်တော်ခုနကပြောသလိုကိုယ်ရင်ရာသင်းတဲ့နေသားတွေကို ကိုသာရသွားမယ်ဆိုရင်ချဲစီအသင်းနေနဲ့ကတော့ပြန်လာဖို့ခက်တယ်။ဘာလို့လဲဆိုတော့ချဲစီအသင်းရဲ့သဘောတဘာဝဟိုအရှိဒီနှစ်ကိုတော့တိတ်မပြောလို့အရှိနှစ်တည်းကချဲစီအသင်းကိုသာကိုးသွင်းလိုက်တယ်ဆိုရင်ချဲစီအသင်းနေနဲ့ကိုးပြန်ရဖို့အတွက်တော်တော်လေးကိုစူးစမ်းရတယ်ကျွန်တော်တို့ကျွန်တော်တို့ချဲစီ fan နေနေနဲ့သိတယ်ကောင်းကောင်းကြီးအဲ့ဒါကိုတော့ကိုးပြန်ရဖို့တော်တော်လေးကိုစူးစမ်းရတယ်အသင်းတသင်းများချဲစီအသင်းနေနဲ့ဒါပေမဲ့လည်းဒီနေ့ပွဲမှာ Nottingham Forest ရဲ့ရှည်တန်းက ထမပိုင်းမှာအသုံးချနိုင်မှုတွေကဒုတိယပိုင်းမှာเชลซีသင်းရဲ့ကစားကွက်ပြောင်းလဲမှုနဲ့အတူနော်တင်ဟမ်ဖောရက်ရဲ့အဲ့လိုမျိုးဘယ်လိုပြောရမလဲသူတို့ပထမပိုင်းခြေစွမ်းနဲ့လုံးဝ different ဖြစ်သွားပြီးเชลซีသင်းကလည်းပထမပိုင်းနဲ့လုံးဝ different ဖြစ်သွားတယ်เชลซีသင်းအနေနဲ့ဒုတိယပိုင်းမှာအဲနီးပြမိုင်းလ်စ်ကအနေနဲ့ပွဲထွက်ခွင့်အဲပွဲပွဲကိုကြီးကြပ်ခွင့်မရပါဘူးလေသူအနေနဲ့ အဝေးစားလဲခန်းနဲ့မှာတော့သူအနေနဲ့လုံးလုံးပိုင်ခွင့်ရှိတယ်ဗျအဲ့ဒီအတွက်ကြောင့်မလို့ဒုတိယပိုင်းရောက်တဲ့အချိန်မှာတော့ Chelsea အသင်းအနေနဲ့ Andre Santo Lavia နဲ့ Alessandro Garnacho သုံးယောက်ကိုထုတ်ပြီးတော့ Maguire ရဲ့နောက်ပြီးကြတော့ Kaisito ရဲ့ပြီးတော့ Gidan Jimmy Gidan ဆိုတဲ့ကစားသမားရဲ့သုံးယောက်ဝင်လာတဲ့အချိန်မှာ Chelsea အသင်းက Kaisito နဲ့ Guiyi ကတော်တော်လေးကိုအဖက်ပြအဖက်အဖက်ဖြစ်တာကိုပြ မြင်ခဲ့ရတယ်ပေါ့ဂွေဟီနေနဲ့သူ့အနေနဲ့ကိုယ်လည်းမသွင်းဘူးကိုယ်လည်းဖန်တီးမှုမရခဲ့ဘူးဆိုပေမဲ့ဂွေဟီချဲစီသင်းအတွက်ကိုဝင်ကိုက်စီလိုကတော့ပြောစရာမလိုဘူးဂွေဟီဝင်လာတဲ့အတွက်ကြောင့်မလို့ချဲစီသင်းရဲ့တိုက်စစ်ကလွတ်လွတ်လပ်လပ်ပို့ပြီးကစားခွင့်ရသွားတဲ့လူမျိုးပုံစံဖြစ်တဲ့ဘာလို့လဲဆိုတော့ဂွေဟီအနေနဲ့သူ့အနေနဲ့တာဂက်မန်တာဂမန်ပုံစံကစားတဲ့အတွက်ကြောင့်မလို့သူ့စီမှာအမြဲတမ်းဆန္ဒပတ်နှစ်အောက်လောက်ကတော့အမြဲတမ်းရှိတယ်။ဂွေဟီကို ဝီကောင်းလားမကောင်းလားသိရင်လေဆိုရင်တော့ဆန္ဒဘက်တွေလွတ်ကြည့်လိုက်ပေါ့ဗျာလွတ်ကြည့်လိုက်တယ်ဆိုရင်တော့ကိုကြီးကောင်းလားမကောင်းလားသိလိမ့်မယ်ဒါပေမဲ့ကိုကြီးအနေနဲ့အဲလူဂျုံဘောတလုံးကိုသူ့အနေနဲ့ဘိုင်ဝမ်ပေါက်သွားတဲ့အနေထားမှာသူ့အနေနဲ့တော့ခိုးရအောင်တော့မလုံးနိုင်ရဘူးဒါပေမဲ့မခိုးသွားလဲခိုးတော့မရဘူးဒါပေမဲ့လည်းဘလိုပဲနေနေအဲလူဂျုံ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  player အဲ့တော့ player လောက်ကို player လောက်အောင်ပါဗျာအဲ့ဒီအတွက်ကြောင့်မလို့ဟိုဟာဘလိုပြောမလို့ကိုကြီးအနေနဲ့ကတော့သုံးသက်ပိုင်းတော့ ိုပြီးတော့စူးစမ်းဖို့လိုတယ် pressing လုပ်တဲ့ဘိုင်းတွေကတော့တော်တော်လေးကိုကောင်းမွန်ခဲ့ပြီးတော့သူ့အနေနဲ့ပထမကိုအချင်းမောင်းသွင်းသွားတဲ့လုံဆိုရင်ကိုကြီးအနေနဲ့ရှေ့မှာတိုးပြီးတော့ရှေ့ရှေ့ကိုတိုးသွားတဲ့အချိန်မှာသူ့အနေနဲ့အဲဘယ်လိုပြောရမလို့ကိုကြီးအနေနဲ့အဲအချင်းမောင်းအနေနဲ့နေရာလို့ရပြီးတော့ခေါင်းတိုက်ပြီးဆုံးသက်သွင်းယူသွားနိုင်ခဲ့တယ်ဒုတိယဒုတိယအသွင်းကိုမှဆိုရင်လေအဲ free kick ကနေပေါ့ free kick ကနေဆိုရင်လေအဲဘယ်လိုပြောမလို့ Patronato အဲ့လုံကျွန်တော် residence ဝေ့ရခဲ့မယ်လို့တောင်းထင်တာဒါပေမဲ့လည်း Patronato residence ကတို့ပြီးတော့ကန်လိုက်တဲ့အတွက်ကြောင့်မလို့အန်ကန်လိုက်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောမလို့ residence residence အဖန်တီးမှုရပြီးတော့ Nato ကအတွင်းသွားတယ်ပေါ့ဗျာအဲ့ free kick ကလည်းတော်တော်လေးကိုကောင်းနေဒါပေမဲ့အဲ့လို free kick မျိုးကလည်း Premier League မှာတိတ်မမြင်ရခဲ့ကြာပြီဗျအရင် အာနူတို့ဘာတို့အချဲစည်းတင်းနဲ့တွေ့တဲ့ချိန်ဒီမှာကကန်နာကြီးရှိရဒါပေမဲ့လည်းဒီအဖရီကအဲ့လိုဖရီကမျိုးတူပြီးကန်နေဖရီကမျိုးကတော်တော်လေးကိုရှားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဘီဒူးရဲ့ player PlayStation ကမှာတော့ဆိုရင်တော့ဘီကိုစကြောက် ထိတ်ကဆိုရင်တော့အဲ့လိုကန်ကြတာပဲများပဲဗျအဲဒုတိယကိုကလည်းတော်တော်လေးကိုကောင်းတယ်ဒါပေမဲ့လည်းပထမကိုနဲ့ဒုတိယကိုကြာမသိပ်ပြီးမကွာမိနစ်ကမကွာလာဘူးမကွာလာတဲ့အနေထားမှာ Chelsea အသင်းအဲ Nottingham Forest အသင်းနေနဲ့ပြုအဲ့နှစ်ခုပေးလိုက်ရတဲ့အချိန်မှာတော်တော်လေးကိုသူ့ရဲ့ခံစက်ကယိုယွင်းသွားပြီးကစားကွက်ကလည်းတော်တော်လေးကိုပျက်စီးသွားတယ်နီးပြပိုစတယ်လီကိုအနေနဲ့လည်းဒီနေ့ဒီနေ့အဲ့ ချက်စီတင်းကိုသုံးခုကိုမရှိနဲ့ရှုံးသွားတဲ့ပြီးနောက်မှာတော့မူနီးပြဘူစတဲလီကူအနေနဲ့ရှစ်ပွဲကစားပြီးဒီပွဲမှာမနိုင်ခဲ့ပဲနဲ့နော်ဒီယန်ဖောရက်ကနေသူ့အနေနဲ့လှုပ်ဆက်အဲနော်ဒီယန်ဒင်းနီးပြအပိုင်ရှင်ရတော့ဘူစတဲလီကူကိုထုတ်ပယ်ခဲ့လိုက်ပြီးနောက်ပြနော်ဒီယန်ဖောရက်အသင်းအနေနဲ့အိုက်ဂိုဂျီဆတ်ကကစားသမားကောင်းတယောက်ဖြစ်ပေမဲ့လည်းအိုက်ဂိုဂျီဆတ်အနေနဲ့သူ့အနေနဲ့ဘလို့ရောဆိုတော့အဲအိုက်ဂိုဂျီဆတ်အနေနဲ့ ပရီးမီးယားလိနဲ့အသားကြောက်ဘူးတော့နိုင်ငံတော့လိုလိမ့်မယ်သူအနေနဲ့ဘရာဇီးလားဖြစ်တာနဲ့အလျောက်ကောင်းတယ်ရုံးအားရှိတယ်အဲချဲစီသင်းဟိုအတိုက်စစ်စင်တဲ့တလုံးဆိုရင်သူအနေနဲ့တိုင်နှလုံးတော်ထိပြီးတော့ထွက်ခဲ့တာတွေကလည်း Northern Forest ဒီနေ့ပွဲမှာတော်တော်လေးကိုမှားခဲ့တယ်ပေါ့နီးပြပုစရလီကူအနေနဲ့လည်းဒီနေ့ပွဲမှာကစားလူစားလဲလဲမှုတွေအနေငယ်မှားခဲ့တယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်။အိုဒွိုင်းတို့ဘာတို့အာအိုဒိုင်းပေါ်အဲ့ ်ကိုဝင်လာတဲ့အချိန်မှာချဲစီသင်းရင်းကိုခံစစ်ခံစစ်ကိုလိုက်ပြီးပိတ်ဆို့မဲ့အချိန်မှာအိုရိုင်းတို့ကတော့အဲ့လောက်ထိ present မလုပ်တဲ့ကစားသမားကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ချဲစီသင်းရင်းတိုက်စစ်ကတော့အဲအလုံးအလုံးဖြစ်ခဲ့တယ်ဗောဗျာဒူအဲ residence residence ဒရစီဂျိန်းအနေနဲ့ဆိုရင်လည်းသူ့အနေနဲ့ပွဲနေရာချဲစီတင်တဲ့ပွဲနေရာပြီးခဲ့တဲ့ပွဲမှာကိုဖန်တီမှုတကူလည်းရရှိခဲ့တယ်လို့သူ့အနေနဲ့အသွင်းကိုတကူပါရရှိခဲ့ချဲစီတင်အနေနဲ့ဒီနေ့ပွဲမှာဆိုရင်တော့ဆက်ပြီးရနေပြီးတော့နှစ်ကိုတီတီသွင်းယူခဲ့ပြီးတော့အဲတကယ်တမ်းအချမ်းမောင်းသွင်းတဲ့ကိုဆိုရင်လည်းဆက်ပြီးလိုမျိုးပုံစံအနေပြီးတော့မှဘောလုံးလူစားပေးပြီးတော့မှသွင်းသွင်းယူခဲ့တာလည်းအသွင်းသွင်းယူခဲ့တဲ့ကိုဗျာဒါပေမဲ့ရစီဂျိန်းသွင်းခဲ့တဲ့ကိုဆိုရင်လည်းရစီဂျိန်းအနေနဲ့ဆိုရင်တော့ တော်တော်လေးကိုကောင်းမွန်နဲ့စက်ပီယာနေပြီးတော့ရှန်ကြအဲတောင်းကံဘွားနေပြီးတော့ရှန်ကြလာရဲ့လုံကိုရစီချင်းနေနဲ့ဆုံးဘယ်လိုပြောမလဲအကောင်းဆုံးပုံစံနဲ့အဆုံးသတ်ပြီးတော့တတိယမြောက်ဦးဆောင်ကိုတွင်းသွားတယ်ပွဲနေရပြည်မြောက်မှာတကိုးတွင်းတကိုးဖန်တီးပြီးတော့ဘက်ထရိုနတ်တို့အနေနဲ့လည်းတော်တော်လေးကိုရှုံအားကောင်းနေကစားသမားတယောက်ဖြစ်တဲ့ဖြစ်တယ်ဆိုတာဒီနေ့ပွဲမှာထပ်ပြီးတော့တက်သေးပြခဲ့တဲ့ချယ်ဆီအသင်းအနေနဲ့ချယ်ဆီအသင်းအနေနဲ့ဆိုရင်ပထမပိုင်း ွဲကစားမှုကတော်တော်လေးကိုစိုးပွားခဲ့ပြီးတော့အဲလူစားလဲလဲမှုတွေကတော်တော်လေးကောင်းမွန်ခဲ့တဲ့ပွဲလို့ပြောရမယ်ဒီနေ့ပွဲမှာတော့ချယ်ဆီအသင်းရဲ့နီးပြားဖွဲ့ဝင်နေနဲ့နီးပြားအန်ဆိုမာရက်စ်ကအနေနဲ့ကတော့တော်တော်လေးတဲ့လူစားလဲလဲမှုမှန်ကန်ခဲ့တဲ့အတွက်ကြောင့်မလို့ချယ်ဆီအသင်းအနေနဲ့နော်တင်ဟမ်ဖောရက်အသင်းရဲ့အိမ်ဝင်မှာ3ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးချယ်ဆီအသင်းအနေနဲ့ဆက်ငါ15မှတ် အဟုတ်တယ်ဆလာမန်လာ16ခြေစည်းတင်းနေနဲ့လဲအဲ့လိုမျိုးခြေစည်းတင်းနေနဲ့လဲဆရာထိပ်ပန်းကိုပြန်လဲရောက်ရှိလာပြီးတော့တိုက်စစ်ကတိုက်စစ်ပိုင်းကစားသမားတွေကလဲ၃ကို၃ကိုသွင်းနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ခြေစည်းတင်းနေနဲ့ထိုက်တန်တဲ့အနိုင်ရလက်ကိုရရှိသွားရလို့ပဲကျွန်တော်အနေနဲ့သုံးသက်ချင်ပါတယ်နီးပြဒီနေ့ပွဲမှာတော့နီးပြအန်ဆိုမာရက်ကပူအာပွဲကိုကြီးကြပ်ခွင့်မရပါဘူးမြင်မယ်လေသူ့ရဲ့နောက်ွယ်ကနေပြီးတော့ဒီဒီပြားတွေကိုပန်အဲ့ ဟိုအာကာဗီရိုလာကိုနိုင်ရရှိတဲ့အတွက်ကြောင့်မလို့သူတို့အာကာဗီရိုလာကိုဟိုဟိုနီးပြလောက်ခိုင်းခဲ့တယ်ဗျအဲ့ဒီအတွက်ကြောင့်မလို့အန်ဆိုမာရက်စကအနေနဲ့စာယောကနေတစဉ်နီးပြလောက်ခိုင်းတာတို့ပါတို့အဲ့ဒီအဲ့လိုမျိုးလောက်ခိုင်းခဲ့တဲ့ပွဲပြဒါပေမဲ့လည်းချယ်ဆီတင်းအနေနဲ့နီးပြမပါခဲ့တဲ့ပွဲမှာတချို့အ တချို့သင်နေလို့တချို့သင်နေဆိုနီးပြတ်မပိုင်သေကြရရှုံးလာလို့ဖြစ်ဖြစ်သွားပြီထိုင်မလဲချဲစီသင်ရတော့နီးပြတ်မပါလဲနိုင်ရရှိခဲ့တယ်ပြီးတော့အားရတဲ့အတခုကောင်းတာချဲစီသင်အနေနဲ့ကစားသမားဘလူးပြောမှာအမားခံကစားသမားကြီးမပါပဲနဲ့ချဲစီသင်အနေနဲ့အရန်ကစားသမားကွင်းလေသူကဆိုပြမပိုင်းမှာဆိုအရန်ကစားသမားတချို့နဲ့ဖွဲထွက်လာပြီးတော့ အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ Chelsea အသင်းအတွက်ကတော့ကစားသမားတွေအတွက်ကိုအသင်းအတွက်ကိုအကုန်လုံးအတွက်ကောင်းမွန်ဆုံးနိုင်ရရှိခဲ့တဲ့ပွဲလို့ပဲကျွန်တော်အနေနဲ့သုံးသပ်ရင်ねဗီဒီယိုဒီလောက်နဲ့သုံးသပ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်